။ဆရာသူပထမတက္ကသိုလ်မင်္ဂလာဆောင်နေသူခွင့်ဆိုင်ရေးယူတယ်လေ။အဲ။နောက်ဒုတိယတစ်ခေါက်သူခွင့်ထိုက်ယူတယ်။ဟာ။သူတို့လည်းများပွားရှင်းမလို့။အော်။သူတို့လည်းများပွားရှင်းမလို့။ဟာ။အခုလည်းနောက်ထပ်ဆယ်ရောက်ခွင့်ထိုက်ယူထားတယ်။သူတို့လည်းများပြန်ပေါင်းသွားလို့။သူတို့လည်းကြောက်ဘူးလို့ရောင်းတယ်။စုံတလုံးတထန်း။ဟဲ့ချက်နဲ့ဈေးကိုပြောလေဈေးထဲမှာတစ်လုံးမှာ450ပဲရှိတာဟဲ့ တစ်လုံး450ရရတယ်ဆိုရင်ရတဲ့ဈေးတမကွာပဲဒီ immersive wifi ရဲ့ antenna ပါဒီကကျုပ်ပုံစံကြီးပေါ့နော်သူကအထက်ထဲမှာ သူစက်တွေကိုလေတံမိုးတံ Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ရှာရှာရည်တရာဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကြောင်နဲ့တူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်အဲ့အတန်ကိုကြာကြာယုံနဲ့ဘယ်သူတွေတားလို့မှမနေချင်ပါဘူး ထိုင်းကြောက်တယ်မောင်ထိုင်းကြောက်တယ်မောင်လိုက်မလာကြပါနဲ့တငယ်ချင်းတို့ပြေထိုင်းရောက်ရင်တကယ်မောင်မင်းဒုက္ခရောက်မယ်သာတုံ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 မြစ်ချိုးင်းနဲ့နော်မြစ်ချိုးင်းနဲ့နော်ကြည်ုံတော်တဲ့မှာမြစ်ချိုးင်းနဲ့ဆိုင်းကြိုက်တဲ့မောင်မဟုတ်တော့ဘူးထိုင်းကြောက်တဲ့မောင်ဖြစ်သွားပြီနော် ဘာကြောင့်ထိုင်းကိုဘလို့ကြောက်နေတော့မသိဘူးထိုင်းမှာရောက်နေတဲ့သူတွေများရှိရင်တစ်ချက်လောက်မှန်းခဲ့ပြီးပါအောင်ဘာလို့သူထိုင်းကိုကြောက်နေလဲဆိုတာပေါ့နော်အခွန်ခတွေပဲဈေးကြီးလို့လားဒါမှမဟုတ်အလုတ်ကင်တွေပဲရှားပါလို့လားဘာကြောင့်လဲတော့မသိဘူးဘုန်းကြီးလေးယူနီဖောင်းဝတ်မလားနော်ဆရာမိုးရေရမ်းတာအေးဟိုအင်ဂျီယာမချောက်လို့ဟောအေးထားလိုက်တော့အေးအိတ်ချက်မှာတော့ဖိုင်းသွားဆောင်လိုက်အေးအိတ်ချက်မဟုတ်မဟုတ်သေးဘူးလေး ။အိုးအေးထားလိုက်တော့ဆိုတော့အစင်ပြေသွားပြီခွန့်လွတ်တယ်ထင်နေရနော်။မင်းအိရှာမှာတော့ဖိုင်းဝါဆောင်းလိုက်ဆိုတာရ။ဂျာကြီးဂျာကြီးနည်းနည်းမဟုတ်သေးဘူးနော်ဂျာကြီး။မင်းအိရှာမှာတော့ဖိုင်းသွားဆောင်လိုက်။ဂျာကြီးအိရှာမှာတော့ဖိုင်းသွားဆောင်လိုက်။အတီပေါင်းနဲ့သွားရော။ကျွိဖိုင်းတော့ဘလို့ဖြစ်တာလဲ။မလာတော့တလောက်ရှိဘူး။ဆက်သူခတ်နိုင်ထားတယ်လေဆရာ။ဘာခွင့်လဲ။မိဘခွင့်ဆရာ။ဟဲ့။မိဘခွင့်။ဟာ။ဟဲ့ရ။ န်ကြီးอ่ะမိန်းကလေးလာရင်မိဖွားကွင်းတိုင်ထားတယ်ဆိုတော့ something or something ပဲเนาะဟန်ကြီးမွေးပြီနဲ့တူတယ်ဟန်ကြီးမွေးပြီအာဗာမိဘခွင့်မိဘခွင့်တော့ဘယ်လိုရလဲဒါနဲ့ရလားလုံးတဲ့ခွင့်လုံးတဲ့ခွင့်ကြော်တယ်ဘာလို့ဘို့လဲသူက ဆရာသူမင်္ဂလာဆောင်ဖို့လို့ပြောတာမင်္ဂလာဆောင်ဖို့မင်္ဂလာဆောင်လဲဆိုရယ်ရက်တို့တော်ပြီဘောကွာမြန်အာဆရာသူပထမတက္ကမင်္ဂလာဆောင်နေသူခွင့်ဆဲရယ်လေအင်းနောက်ဒုတိယတစ်ခေါက်သူခွင့်ထိုက်ယူတယ်သူတို့လည်းများပွားရှင်းမလို့အော်သူတို့လည်းများပွားရှင်းမလို့ဟာအခုလည်းနောက်တစ်ဆယ်ရက်ခွင့်ထိုက်ယူထားတယ်သူတို့လည်းများပြန်ပေါင်းသွားလို့သူတို့လည်းပြောဟာဒီကောင်ကဘယ်ရမတာနဲ့ကောနော် အဲ့ဒါတော့ပြသနိုင်မှာဆရာညသမီးခွန်းနိုင်လို့ဟုတ်အေးမကန်ဘာဖြစ်လို့လဲမိဖွားခွေဟာလဲပဲလို့လာကြည့်နေရတယ်မိနေရကြောင်လေးကလေးလေးမွေးမှာမဟုတ်လို့ဆရာဘယ်လောက်ယူမှာလဲတလာလဲဘာသာရေးတလာလဲဘာသာရေးလာဟောအေးဖြတ်ပြီးလိုက်မှာကြောင်လေးကလေးမွေးတာဟုတ်နော်တလာတဲ့ခွန့်တိုင်တာတလာတလာနော်လူမြန်းမိဖွားမယ်ဆိုလို့ရှိရင်တော့နော်ဘလောက်တောင်ခွန့်တိုင်မလဲတော့မသိဘူးကြောင်မိဖွားတာတောင်မှတလာတဲ့ခွန့်တိုင်တာ ။ကြောင်လေးကလေးလေးမွေးမှာမဟုတ်ဘူး။ကြောင်ကဘယ်လောက်ယူမှလဲ။တလရဲ့ဘာသာရေး။တလရဲ့ဘာသာရေး။ဟုတ်လား။ဟောအေးဖြတ်ပြီးလိုက်။ဟုတ်ရော။ဟာရေး။ဘယ်လောက်လဲ။ဟာဟုတ်တယ်လေမွေးပြီးဖြတ်ထားလို့မှမရတာသူ့စုပေးရမှာလောက်ကန်ကြောင်။အဲ့ဒါလည်းဟုတ်တယ်လေနီးလေးပါလေးရှော်ဖို့။ရှာဖြတ်ပြီ။နီးလေးပါလေးရှော်ဖို့။အေးအေး။ပြ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 ပဲเนาะဂျာကြီးอ่ะသူ့ကြတော့အဲ့ဒါဆိုဂျာကြီးကျွန်တော်လည်းဖွင့်လို့ရတယ်အဲ့ ကျွန်တော်အိမ်မှာခွေးလေးမွေးထားကျွန်တော်တကယ်ညက်ပြန်ပါလားကျွန်တော်အိမ်မှာခွေးရညက်ကောင်းအောင်ကြည့်ရမှာကျွန်တော်မင်းတို့မခိုင်လုံးမျိုးတိုက်လေးလုံးရှိလို့လားမင်းတို့မခိုင်လုံးမျိုးတိုက်လေးလုံးရှိလို့လားကျွန်တော်မှညက်လုံးရှိရှိတာပေါ့ကျွန်တော်မှညက်လုံးဘောင်းလေးလုံးရှိဟာကတလာဘူးအကြောင်းပြက်ကြက်လေးတော်တော်ကောင်းတယ်နော်မစိုးဘူးသူတို့ခွင့်တိုင်တဲ့နီးလေးရလဲမစိုးဘူးအကြောင်းကလေးမွေးလို့ခွေးကလေးလေးမွေးလို့မီးဖွားလို့နော် နောက်ဆိုလို့ရှင်ရက်ကွက်ထရခွေးတွေကြောင်နေမွေးရင်တောင်မှခွင့်တိုင်မလားမသိဘူးเนาะအိမ်ရကြောင်နေမဟုတ်တော့ရက်ကွက်ထရခွေးတွေကြောင်နေဒါမှမဟုတ်အိမ်နီးနာချင်းမီးဖွားလို့အိမ်ဘေးကပွဲရှိလို့ဆိုပြီးတော့เนาะခွင့်ခွင့်ခွင့်ဆိုတာကြီးပဲတိုင်လို့ရပြီเนาะတနေ့ကုန်ပြန်မှန်စီရစွာငွေရဖို့အတွက်အလုံးလုံးတာဖေးရပြီးတော့ကနာမငိမ့် ဆလောဒိနေဝေဒနာဒီကောင်ဘလောက်ပြုတ်ပြုတ်กว่าကီပီလီများရှိတဲ့အခါမောင်ခွဲကြီးကမညာတာအကုန်လုံးစားပြစ်နာအေးတန်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 မိုက်တော့နေမင်းတို့မိုက်လို့ရှင်လေးရေကိုတော့ဆယ်ရှိမှာမဟုတ်တော့ဘူးဟုတ်တယ်ဟုတ်တယ်မင်းတို့ရှင်းမှာကုန်းကောက်ဆရာမရှိအောင်ကို မွဲသွားတဲ့ကောင်တွေတပုံကြီးပဲနော်ကားတွေဆိုင်ကယ်တွေမြေးတွေအကုန်ပြောင်းမင်းတို့ရှင်းမှာကုန်းကောက်ဆရာမရှိအောင်မွဲသွားတဲ့လူတွေတပုံကြီးပဲနော် တက်လာတက်လာမင်းတို့ကောင်နေမင်းတို့လက်ပဲတော့ရောက်မလဲအထူးသဖြင့်အဲ့ slow gain ဆော့နေတဲ့ကောင်နေပေါ့နော်ကြံတဲ့လူတွေကိုတော့မပြောပါဘူးမင်းစင်းရည်ဒီမကြည့်ဘူး။ဟာရောင်ရောင်။ဒီဇိုင်းကလာအနေထားသွားရှုပ်လို့မရဘူးနော်။ပစိုးနဲ့အမိတနန်းနဲ့ကျိုးအောင်။အာ။ဘာလို့ပြေးတယ်လုံးဝနော်။အိုင်တူဂျင်။ခုံပေါ်မှာခက်တိတိပဲ။လုံးဝနော်။ထားလည်းမပြေဘူး။မကြည့်ဘူး။ဆရာကြကြကွာ။ဒီပစိုး ူလေးလာတာရဲ့သူကြိုက်တယ်အဲဒီနေ့တွေ့လို့ကြီးတဲ့ ठी ဝတ်တော်မှာသူဆိုသူပြန်ဝတ်ပေးတာပါเนาะသူဘယ်ကြိုက်လဲဂျန်ဒီပစိုးဂျန်ဒီမှာသူထိုင်တာကြာနေပြီအဲ့ဒါမျိုးပြောရဲအိုင်ဒီဂျန်အိုင်အိုင်တန်ကလုံးဝအကယ်ဒမီရှော့ပဲเนาะပစိုးနဲ့လူမျိုးလူမျိုးလောက်တော့မှာနဲ့တူတယ်ဒီကောင်အာအမီလေးတနန်းနန်းနဲ့မကြည့်ပါဘူး ော်တော်ဇိန်ကြနေရနော်ခုံပေါ်မှာအမိလေးတနတ်နတ်နေအာပေါင်လေးကားပြီးတော့ဟုတ်ပြီကမ္မဆေးဝင်ဟဲ့ကျုပ်ဘလို့ရောင်းလဲကျုပ်တလုံးတထောင်အချိန်မိုးကြီးနေနော်ကျုပ်တလုံးကိုတထောင်ဝဲခြင်းဝဲမဝဲခြင်းနေဆိုတဲ့အထာနဲ့နော်တဲ့လားတဲ့လားကျုပ်ဘလို့ရောင်းလဲကျုပ်တလုံးတထောင် နဲ့ဈေးကိုပြောလေဈေးထဲမှာတစ်လုံးမှာ450ပဲရှိတာဟဲ့တစ်လုံး450ရတယ်ဆိုရင်ရတဲ့ဈေးထဲမှာကွာဝဲနင်တစီကတက်နေတယ်မလားချစ်ချစ်ဒီကြက်ပတ်တစ်ခုလုံးမှာခေါင်းဆိုင်ဆိုလို့ကျမတက်ဆိုင်လို့ရှိရလေငါကလေစောင်းတော့ကနင့်လိုမျိုးအဆင်ပြေမရခဲ့ပေမဲ့လေငါနဲ့တော့အမျက်မြင်ရှိတယ်တကယ်ချင်းရဲ့လက်စားတက်တော့သူတို့ကနည်းနည်းချိန်လေးတွေရှိခဲ့တာပေါ့နော်ကြောင်းတော့ကသူမသားငါအာသူဝချိန်လေးတွေရှိခဲ့တော့ကိုကွယ်နဲ့ရောက်ပြီးဆိုပြီးတော့အပိုင်ပညာပြလာ ငါကလေစောင်းတော့ကနင်းလိုမျိုးအဆင်ပြေမရခဲ့ပြီမဲ့လေငါနဲ့တော့အမျိုးမျိုးရှိတယ်တကယ်ချင်းရဲ့အဲတချိန်ကြရင်ဒါမို့လို့ပဲဆိုပြီးတော့နင်းကငါအတန်းထဲမှာအဆင်တည်ရတာမနာလို့ဖြစ်နေရအောင်အားရနာပါလေအမြဲတမ်းငါအတန်းနဲ့အတန်းထဲမှာအေးပဲဖြစ်နေရတယ်နင်းကစီလားဒီလားဖီလားရှစ်တန်းရောက်တော့အီးဖြစ်သွားတာနော်ဟဲ့အပေါ်စကားပြောမနေနဲ့ဒီမှာကြောက်တလုံးတစ်ထောင်ဝယ်နိုင်လားမဝယ်နိုင်လို့ဆိုလို့ရှင်ရားတဲ့စီကိုသွားဝယ်လိုက်သွား တော့ဝယ်မှာပါအီးမရဲတော့ဝယ်မှာပါအီးမရဲသူလည်းတွေးပါနာမည်ပါအီးမဖြစ်အောင်ကျွန်တော်တို့အေကန်းကောင်မတွေကြည့်မရဘူးကျွန်တော်တို့အေကန်းကောင်မတွေလေဘယ်အရွယ်ရောက်တဲ့ကိုအချိုးကမပြေတာဟုတ်အဲ့ဒါလေမှန်တယ်အေကန်းကောင်မမစောင့်နေတာအတော်ပဲတွေ့ပြီးငါလည်းမလိုက်လို့ပါလေเออตุ้ยเซ็งมีดิที่กำมาหาน่ะกูดอกชอบไล่เนี่ยแหละอ้าวตกกูมันด่าหรือขึ้นเนี่ย မင်းပြန်တော့มาဖြစ်မယ်ဘယ်ရပါလဲကောင်မဟုတ်ဒီနေ့တော့လွတ်သွားနောက်နေ့ကြာရင်တွေ့မှာတဲ့ဘာလို့ပညာပြအောင်မလဲအေးကန်းကောင်မအေးလိုက်အောင်ဒီတော့အမိပဲလိုက်အောင်ပဲလိုက်အောင်ပဲဟေးအီးမငါတော့လက်လက်နဲ့တွေ့တာ ဟုတ်ကဲ့သူဘာလို့လိုက်နေတာလဲနင်တော့ဟေးငါ့ကိုလုတ်ကြံလို့နေမှာပေါ့ဟေးလုတ်ကြံနင်လည်းအဖို့ရှိလို့အက်ကောင်မောက်ဒီနေ့မင်းအောင်ဖမ်းလို့မင်းအောင်လို့အေးဖမ်းပြီးတော့ဘာလို့လုံးမလဲပေါ့တော်ပြီတော်ပြီမိမိအေးဟဲ့อีกันไบบูมาถั่วแค่ซะไบบูแค่ดูก็ပြောอ่ะเลยเฮ้อีกันตะคั้นลงมาไบบูแล้วสรุปนี่เดียวได้ชื่อตาดิเนี่ยก็ပြောด่าบ่ดิมาป้องมั้ยสรุปเช่นลงอ่อนป้องเลย ရှေ့ကနေပုံပြီးနောက်ကနေပေါ်နေလေနေကိုဝင်ကြီးကဒီမှာရှေ့ကိုထွက်နေပြီဟဲ့ဒါကုံမဟုတ်ဘူးအခေါက်အခေါက်နော်ချမ်းသာတယ်လို့ပဲစားနိုင်တောက်နိုင်လို့ထွက်လာတဲ့အခေါက်လို့ခေါ်တယ်မှတ်ထားဟဲ့နေပါကိစ္စနဲ့ငါတို့နောက်ကိုလိုက်နေတာလေဒီမှာငါတို့နှစ်ယောက်တော့နေတစ်ခုခုလောက်မှမကြနဲ့ဘာအောင်မနေနဲ့ငါတို့ဟဲ့အမလီဟဲ့ကျန်းနေလိုက်တာတစ်ခုခုဆိုရင်လေချမယ်ဆိုတာပဲကျွန်တော်အေကန်ကောက်မှလေအဲ့ဒါတော့နင်းကိုကြိုက်မယ်ဆိုမရှိတာနင်းရောကြိုက်မယ်လို့ရှိလို့လားရှိဘူးလေအေးအတူတူပဲလေဒီမှာ စကားလမ်းကြောင်းလှည့်မယ်နင်ဘာကိစ္စငါးနောက်ကိုလိုက်တာလဲပြောအေးပြောမယ်ပြောမယ်ငါနင်းနောက်ကိုဘာကြောင်းလိုက်နေတာလဲဆိုတဲ့ခါကျတော့နင်ငါးဆိုင်စိတ်ကနေပြီးတော့ဖြတ်သွားတိုင်းဖြတ်သွားတိုင်းနင်ဝတ်တဲ့ဝတ်စုံနဲ့ငါအတွက်ဆင်ပြေမနေဘူးအဲအဲ့ဒါမှဖြစ်လို့လေဝတ်စုံလေးသဘောကျားနေလို့လေအဲ့တော့အဲ့ဒီအင်ကြီးတွေကငါလေဈေးကြီးမဲ့ထင်တာဈေးမကြီးဘူးငါအမတက်လက်ဆောင်ပို့တဲ့တစ်ထက်ပါနင်ကိုပေးထားခဲ့မယ်အဲရောက်အီမာကိုပေးလိုက်ဟေးငါတကယ်ပေးရလားဟဲ့တကယ်ပေးတာပေါ့ ငါတို့အေကန်ကမိမလေးလေးစိတ်မပုံလိုချင်ပေးတယ်သိလားသွားမယ်ဟုတ်လားတော်အေကန်ကောင်းမတွေရလေနောက်ဆုံးအချိန်ထိဂုံစားပါသေးတယ်ကျွန်တော်တို့တွေဗျာပင်လေထဲမှာသွားနေတဲ့သမောတွေအင်တာနက်ကိုဘလို့ရလဲအင်တာနက်ကိုဘလို့သုံးလဲဆိုတာတော်တော်များများသိကျင်တဲ့မိကုံးပဲဖြစ်ပါတယ်အဲ့ဒီမိကုံးနဲ့ပတ်သက်ပြီးတော့သမောသားအကူတယောက်ကဖြေထရလေးကိုကဲကျွန်တော်တို့ဘုသူတအနေနဲ့အတူတူလိုက်ကြည့်အောင်ဗျာကျွန်တော်ဒီကွန်မန့်ကို reply ပြန်ပေးပါမယ်သမောပေါ်မှာအင်တာနက်ဘလို့သုံးရလဲဆိုတာ ျွန်တော်သမောတွေကပင်လယ်ထဲမှာအချိန်ပြည့်သွားနေတဲ့အတွက်ကြောင့်စိတ်ကန်းကဖုန်းလိုက်နေလည်းမမိပါဘူး။အဲ့အတွက်ကြောင့်ကျွန်တော်တို့အင်တာနက်သုံးဖို့အတွက်နီလန်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာပေါ်မှာလွှတ်တင်ထားတဲ့ satellite ဂျိုဒူတွေရာတစ်ဆင်ကျွန်တော်သမောနဲ့ချိတ်ဆက်ပြီးတော့အင်တာနက်သုံးရတာပါ။သမောထဲမှာဒီ wifi system ကြီးကိုတက်ဆင်ထားတယ်။အထက်တိုင်းမှာ repeater လေးတွေနဲ့တစ်ဆင်ကျွန်တော်တို့အင်တာနက်သုံးရပါတယ်။ပြီးတော့အင်တာနက်ဈေးကလည်း 2GB ကိုမြန်မာငွေ9000လောက်ကျပါတယ်။ပြီးတော့အခုကျွန်တော်တမောပေါ်မှာ line 2 line ရှိပါတယ်။တစ် line ကတော့ Inmarsat ရဲ့နောက်တစ် line ကတော့ Elon Musk ရဲ့ Starlink ပဲဖြစ်ပါတယ်။အဲ့တော့ Starlink ကတော့တစ်ကဘာလုံးကြိုက်တဲ့နေရာတွားရင်ကြိုက်တယ်လို့သုံးလို့ရပါတယ်။ line အရင်ကောင်းပါတယ်။အဲ့တော့အပေါ်မှာတက်ဆင်ထားတဲ့ antenna တွေဘလိုမျိုးပုံစံနဲ့မြင်ရမလဲဆိုတာကျွန်တော်နဲ့တူလိုက်ကြည့်လိုက်အောင်။ကဲဘလိုမျိုး Wi-Fi antenna တွေကကျွန်တော်တမောရဲ့ဟိုးပေါ်ဆုံးထက်မှာရှိတာမလို့ကျွန်တော်ပေါ်ဆုံးထက်ကိုတက်ပြပါမယ်။ ကောင်းကင်ရဲ့လည်းပြာလဲတယ်နော်ဒါသမောရဲ့ဟိုပေါ်ဆုံးတတ်ပေါ့နော်အဲ့တော့ပမာဥဆုံးကကျွန်တော်တို့ဒီ immersive wifi ရဲ့ antenna ပါဒီဟာကကြက်ဥပုံစံကြီးပေါ့နော်သူကအထက်ထဲမှာသူ့ဆက်တွေကိုလေတံမိုးတံခံနိုင်အောင်လို့ဒီအပေါ်ကဆက်ဝိုင်းပုံစံကြက်ဥကြီးနဲ့အုပ်ထားတာပေါ့နော်ဟုတ်ရေနော်အဲ့ဒါတစ်ခုရှိမယ်နောက်တစ်ခုကတော့ဒါဒီဘက်မှာပါ antenna အသေးလေးပါ อีลอนมัสก์สตาร์ลิงပေါ့ဒါကဒါကတော့ကျွန်တော်တို့တော်တော်များများရှင်းနေပြီอีลอนมัสก์ရဲ့สตาร์ลิงအန္တနာဒီနန္နာလေးကတသေးလေးပါတော်တော်မိုက်ပါအာဒီအန္တနာလေးနဲ့ကျွန်တော်တို့ကဘာပေါ်မှာလွတ်တင်ထားတဲ့ဂျိုရူတွေနဲ့ချိတ်ဆက်ပြီးရောနာနဲ့တုံးတာပေါ့เนาะဒါတမောရဲ့အဟိုးပေါ်ဆုံးတက်ပါမိုက်တယ်เนาะကျိုးညီဝင်လေးကိုတစ်ချက်လောက်ခန်းစားကြည့်လိုက်ပါကမ်းမမြင်လမ်းမမြင်ပဲတခြားသိကျင်တာရှိရင်ကောင်းငင်ပြပြကြီးရဲ့အောက်မှာလေးလေးတဟူနဲ့ ယေစုတင်ပါတယ်အခုလိုမျှဝေပေးတဲ့အတွက်ကဲအခုလောက်ဆိုရင်တော့တမောပေါ်မှာအင်တာနက်ကိုဘလို့သုံးလဲဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ဩဒါနဲ့လေဒီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းနာမျိုးအားနေချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူး။ရည်စရာအနေနဲ့ပျော်စေခြင်းုံတက်တဲ့ reaction လုပ်တာပဲဖြစ်ပါတယ်။အခြားရွယ်ချက်မရှိပါဘူး။နောက်ပြီးဗီဒီယိုပိုင်းရှင်တွေအားလုံးကိုလည်းဒီနေရာကနေ credit ပေးပါတယ်။ဒီနေရာကနေခွင့်တောင်းပါတယ်။ ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့တရားကိုချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရွယ်ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်